ကေခမဲ့ရုပ်တံလိုင်းကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရင်းမှာကျင်းပပြုလုပ်နေတဲ့ပွဲအခမ်းအနားမြင်ကွင်းပေါ်ရိပ်တွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့အစီအစဉ်ကနေဒီနေ့မှာဆိုရင်တော့မချစ်တင်သောမြန်မာရုပ်တံဇလန်းတွဲထဲမှာပါဝင်တရုပ်ဆောင်ထားကြတဲ့တရုပ်ဆောင်များကသူတို့ချစ်ရတဲ့ပရိသတ်တွေနဲ့တွေ့ဆုံတဲ့ပွဲအခမ်းအနားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီနေ့အခမ်းအနားရဲ့မြင်ကွင်းပေါ်ရိပ်တွေကိုကျွန်တော်တို့နဲ့တူတူလိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ် ချစ်တဲ့နော်ရုတ်တန်ဇလန်တွေတွင်ပါဝင်တဲ့တရုတ်ဆောင်များနဲ့ပြိတက်များတွေ့ဆုံခဲ့တဲ့ fan meeting ကိုတော့ရန်ကုန်မြို့မြန်မာပလာဇာရဲ့ promotion area မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါပွဲကိုဖိတ်ကြားထားသောဧည့်သည်တော်များအမှုပညာရှင်များနှင့်စာနေစင်းမီဒီယာမှဆရာဆရာမများကဲ့ရောက်ခဲ့ကြပါသည်။အချစ်တင်သောရုတ်တံဇလန်တွေတွင် အောင်ရဲလင်းရဲရင်တော် ိမ်မွေ့တန်စင်လင်းစာနီသောဟင်နရီဆန်နဲ့အခြားတရုတ်ဆောင်များပါဝင်တရုတ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာကျင်းပတဲ့ Family Day နဲ့ပတ်သက်ပြီးတာဝန်ရှိသူတို့အုံမှလည်းအခုလိုပဲပြောပြခဲ့ပါတယ်။ကျွန်တော်တို့ဒီကားမှာကတော့ဗျာပုံမှန်ကျွန်တော်တို့ရိုက်လေးရရှိတဲ့ပမာစကားတွေတော်တော်များများမှာဒီကျွန်တော်တို့ action တွေပါမယ် romance တွေပါမယ်အဲနောက်ပြီးတော့ဒီဘယ်လိုပြောမလဲ သူပရိသတ်ရင်ထဲကိုနည်းနည်းလေးလှုပ်လှုပ်ခက်ခက်လေးဖြစ်သွားစေမဲ့ emotion လေးတွေပေးခြင်းနဲ့ message လေးတွေကိုပူဇော်ပေးထားတယ်နောက်ပြီးတော့လူငယ်ပရိသတ်ပေါ့နော်လူငယ်ပရိသတ်ရဲ့ဒီဟိုတုံးနဲ့တူဘယ်လိုပြောမလဲဟိုတုံးတုံးပွင့်ဆိုင်ဖြစ်တဲ့အခါမှာဘယ်သူကဘယ်သူကိုမချစ်တင်တာလဲအဲဘယ်သူအတွက်ဘယ်သူကမချစ်တင်တာလဲအဲ့လိုလေးတွေနဲ့ဟိုဇလန်းလေးကဟိုဒါဆ iam မှုပိုင်းနေစီကိုတိုင်းစီစဉ်ပြီးတော့အဲဇညုကိုမွန်းနီလင်းတို့နဲ့ဖန်တီးတိဆောက်ထားတာပါနောက်ပြီးတော့အတာပိုင်းကကြတော့ကျွန်တော်ဒီမှာ ပါဝင်တဲ့ဇလန်းထွဲမှာဟိုဘောနော်ဘယ်သူကဘယ်ကရိုက်တာဟိုကရိုက်တာနိမ့်လေးတွေရှိတယ်ဗျာကရိုက်တာနိမ့်လေးတွေမှာဘယ်အိုက်တာရေလို့တော့မဟုတ်ပဲねကျွန်တော်တို့ကအိုက်တာအစ်စ်ကိုအိုက်တာအစ်စ်ကိုပြိသက်ကိုလည်းခြားပြကျင်တာလည်းပါတယ်နောက်ပြီးတော့ဒီ talent ရှိတဲ့တိုးဆောင်တွေအနေနဲ့စူးစမ်းကြတဲ့အခါမှာအဲလောက်ွက်ကလေးတွေ ਨੇ သူ့ဟန်သူအစီအပြေသွားစီကျင်တာဗောနော် အဲ့လိုအပိုင်းလေးတွေနဲ့ကျွန်တော်တို့ကအဲ producer ရော director ရောဇာညုံးရောအဲအကုန်လုံးရွေးချယ်ပြီးတော့တိုင်ပင်ပြီးတော့မှဒီ casting တွေခေါ်ကြတယ်ခေါ်တဲ့အခါမှာလည်းနောက်တစ်ချက်ကနောက်တစ်ဆင့်ကပါလဲဆိုတော့ကျွန်တော်တို့ action ဘိုင်းပေါ့ action ဘိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီဟိုမင်းသားကိုအောင်ရဲလင်းရဲ့ဟိုဒါဇက်ကောင် character ဆိုကိုရှိမင်းပေါ့နော်ရှိမင်းရဲ့ gangster ရဲ့အဲလဲဟိုဒါသူ့ရဲ့အဖွဲပေါ့သူ့အဖွဲတို့နောက်ပြီးတော့ဟို Henry San ရဲ့အဖွဲအဲအဲ့လိုမျိုးသူ့ရဲ့ ီဂန်စတာအဖွဲ့တွေရှိတဲ့ဟာမှာပုံမှန်ကျွန်တော်တို့ရိုက်ကူးနေကြတိုးဆောင်ကိုလူကျော်အဖွဲ့ရလူတွေတဲ့ပါပါတယ်အဲ့အပြင်ဒီထပ်ပြီးတော့ဟိုဘောနော်ဘယ်လိုပြောမလဲ body swing တွေပြကျင်တာတွေသူတို့ရဲ့ model 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 site တွေပေါ့ဗျာကျွန်တော်အဲ့ဒါပိုင်းတော့ဟိုကာကနနာကြီးကျွန်တော် detail ပြောပြလို့မတက်လို့လေ model model ဆန်ဆန် body swing တွေပြမယ်နောက်ပြီးတော့ဟိုအပွင့်ဆုံးပြောကျင်တာကတော့ဘာလဲဆိုသူတို့ရဲ့ဟိုအမြဲ လှုပ်ရှားနေမှုဟန်ပန်နေလဲပေါအောင်ဒီဇက်ကားထဲမှာကျွန်တော်တို့တိုက်ကူပုံဖော်ထားပါတယ်ခင်ဗျာဟုတ်အဲကျေးဇူးတင်ရမယ့်သူတွေကတော့ဒီဇက်ကားမှာဆိုရင်တော်တော်များများရှိပါတယ်ခင်ဗျာအဲကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ဘောနော်ဒီဇက်ကားကိုကျွန်တော်ကိုရုံချီချီနဲ့အာအလုတ်လုတ်ခွင့်ပေးတယ်ဟို producer ဖြစ်တဲ့ဆ iam မူပိုင်းနေစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာအနောက်ပြီးတော့ကျွန်တော်ဒီလုပ်ငန်းတွေကိုကျွန်တော်လုတ်ခွင့်ရအောင်ဟိုပေါ့နော်ဒီလိုနေရာလေးကြီးအလုတ်လုတ်ခွင့်ရအောင် ကျွန်တော်ရဲ့တင်ဆရာမြင့်ဆရာတွေအကုန်လုံးတော်တော်များများကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်။အဲနောက်ပြီးတော့ကျွန်တော်ဒီ production အနေနဲ့ကျေးဇူးတင်ရမယ်ဆိုလို့ရှိရင်အဲကျွန်တော်ဒီစကားမှာကျွန်တော်တော်များများရဲ့ collaborate လုပ်ထားတာတွေရှိပါတယ်ခင်ဗျာနေရာနေရာ location တွေပေါ့နော်အဓိကကျွန်တော်တို့ဒီဟို season နဲ့ဒီကားကို season နဲ့ဆီမောင်ပွိုင်နေစီကဒီဇလန်တွဲမှာနေရာ location တွေကိုအတော်များများမြင်ဘူးနေကြမဟုတ်တဲ့နေရာ location တွေကိုချပြပေးခြင်းတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ လိုအပ်တဲ့ budget သုံးမဲ့ budget လည်းသုံးတယ် collaborate လုပ်တဲ့အဲ location နေနဲ့လေ collaborate လုပ်ပြီးတော့ကျွန်တော်ဒီဇလန်တို့ကိုရိုက်ကူးတာပါခင်ဗျာဒီနေ့ကျွန်တော်တို့16ရက်နေ့ပေါ့နော်16ရက်နေ့9လ2025မှာအဒီမြန်မာပလာဇာ promotion area မှာကျွန်တော်ပြုလုပ်တဲ့ပွဲရတော့ဟိုမချစ်တင်သောဟို fan fan တွေရှိတယ်ဗျာမချစ်တင်သောဇလန်တို့ရဲ့ fan တွေနဲ့နောက်ပြီးတော့မချစ်တင်သောမှာပါဝင်သေးဆောင်ကြတဲ့အဲကျွန်တော် team တစ်ခုလုံးရဲ့ fan တွေနဲ့တွေ့ဆုံပြီးတော့ပြောပြောပွားလေးပေါ့ပြောပြောပွားလေးပေါ့ဗျာ အဲအဲ့လိုမျိုးဟိုတွေ့ဆုံကြတဲ့ family team ပါခင်ဗျာဟုတ်ဟိုကျွန်တော်တို့ဒီမချစ်တင်တော့ဇလန်းတွဲက channel ကရုပ်တန် line မှာ မကြခင်ရက်မှာ free to air ပြသတော့မှာပါခင်ဗျာအဲ့အတွက်လည်းအားပေးကြပါအောင်လို့ဖိတ်ခေါ်ပါရခင်ဗျာမချစ်တင်တော့ရုပ်တန်ဇလန်းတွဲရဲ့ season 2နဲ့ဇလန်းမှာ mobile နှင်းစီဖြစ်ပြီးဇန်ညိုမိုးနီလွင် director ညံထဲမှာအဆိုပါဇလန်းတွဲအားရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဒီထဲမှာပါဝင်ထားကြတဲ့တရုတ်ဆောင်တချို့ရဲ့စကားသံတွေကိုလည်းအခုလိုကြားသိခွင့်ရခဲ့ပါတယ်။ အာညီမလိုင်းမမဆောင်းရကြသူ page ကနေပြီးတော့ဗောနော် casting ခေါ်တဲ့ post လေးတွေ့ရဲ့အဲ့တော့ညီမဒီတရုတ်ဆောင်တင်တဲ့နေနေဗောနော်အာတင်တဲ့ကလည်းရှောက်ကြည့်လို့ပြောရတယ်ညီမစူးစမ်းကြည့်ရင်လည်းမှ ပါသွားတာပါဟုတ်ဒီမှာအရင်ပြောတာပေါ့အရှိမှလည်း casting နဲ့ရှောက်ခဲ့ဘူးလေဒါပေမဲ့မပါခဲ့ဘူးဒါကညီမပထမအဦးဆုံးပါတဲ့ casting လို့လည်းပြောလို့ရတယ်အဲအကြောင်းမလို့ညီမအတိုင်းမသိအောင်လည်းဝမ်းသာတယ်ပြီးတော့အာစူးစမ်းဖို့လည်း motivation ရတာပေါ့ဟုတ်အာညီမကိုအားပေးကြတဲ့ပရိသတ်တွေအားလုံးညီမအရင်လည်းကျေးဇူးတင်ပါတယ်အရင်လည်းချစ်ပါတယ်နောက်တစ်ခါညီမဒီ ့အစ်စ်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လိုအပ်ချက်တရာတော့အများကြီးအများကြီးမှရှိပါသေးရဲ့အဲ့အတွက်လည်းလိုရာလေးရှိရင်အမားလေးရှိရင်ညီမကိုခွင့်လွှတ်ပေးကြဖို့နားလည်ပေးကြဖို့ပြောချင်ပါသေးရှင်ပါဝင်ခွင့်ရရဲဆိုတော့သူတို့အရင်ဆုံးဖုန်းဆက်တာပေါ့နော်အမတည့်ရဲ့အချိန်မှာပျော်ပျော်တော့ပေါ့နော်တတော်ပျော်သွားတာဒါကညီမရဲ့ပထမဆုံးခြေလှမ်းလေးဖြစ်တဲ့အတွက်အရန်ကိုပျော်ရွှင်နေပေါ့နော်ကဲဟိုအပိနေမဲ့ပရိသတ်ကြီးကိုပြောချင်တာကတော့ဒီကားလေးက channel key မှလည်းလွှင့်မှာပေါ့နော်အဲ channel key မှလွှင့်တဲ့အခါကြာလို့ရှိရင်လည်းအများကြီးအပိကြပါအောင်လို့ပြောချင်ပါသေးရှင်သမီးနာမလေးကခေပူးတက်ပါရ စိတ်ထမပြောတယ်လုခံစားတယ်ဆက်လုပ်ဖို့စဉ်းစားနေပါတယ်ရှင့်မချစ်တင်သောရုပ်တန်ဇလန်တွေတွင်ပါဝင်တဲ့တရုတ်ဆောင်များနဲ့ပရိသတ်များတွေ့ဆုံတဲ့ family တင်မှာတော့တရုတ်ဆောင်အောင်ရင်းနဲ့တိမ်မွေးတန်စင်လင်းစာမီဆောင်နဲ့အခြားတရုတ်ဆောင်များတက်ရောက်ခဲ့ကပါဝင်ထားကြတဲ့တရုတ်ဆောင်တယောက်ချင်းစီမှာ အမတ်တရားစကားများပြောကြခြင်းတရုတ်ဆောင်အောင်ရင်းနဲ့တိမ်မွေးတန်စင်တို့ကပရိသတ်များနဲ့ဂိမ်းအစီအစဉ်များဆောင်ခြင်း အနတ္တိယများလက်မှတ်မြည်ထိုးခြင်းကြပြင်အခြားသောအစီအစဉ်များနှင့်အတူပရိသတ်များနှင့်ပျော်ရွှင်စွာကျင်းပကြပါပါ၏။ဒါကြောင့်တရုတ်ဆောင်အောင်ရဲလင်းနှင့်တင်ငွေပန်စင်တို့ရဲ့အနတ္တိယစကားတံကိုလည်းအခုလိုပဲကြားသိကြရပါလိမ့်။ပြောပါရဲ့ပြိတ္တနဲ့အပြင်မှာအခုလိုရင်းနှီးတွေ့ရတော့ပြောပါရဲ့ရှင်ဟုတ်။အော် ဖန်မေဒီယန်ဆိုတဲ့အတိုင်းပဲဖန်နေနဲ့တွေ့ရတော့အင်မတန်ဝမ်းသာပါတယ်အဲပြီးတော့ဟိုအချိန်ပေးကြတဲ့တူချင်းတယောက်ချင်းစီတိုင်းကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ဗျတချို့ပြိတ်သက်တွေလည်းဇာတိန်ထိကြည့်ပြီးလောက်ပြီပေါ့နော်ဒီမှာပြရဲ့အချိန်ချာဒါပေမဲ့လည်းထပ်ကြည့်ချင်တဲ့ပြိတ်သက်တွေတော့ဒါမှမဟုတ်မကြည့်ရသေးတဲ့ပြိတ်သက်တွေတော့ပေါ့နော်ဒီ channel game မှာပြရရင်လည်းကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါရှင်အဲ channel game မှာပြတဲ့ခါကျရင်လည်းမကြည့်ရသေးတဲ့သူများအလုံးလည်းကြည့်ရှုပေးကြပါဦးလို့ပြောချင်ပါတယ်ဗျ အဆိုပါဇာတ်လမ်းတွေဟာဆိုရင်တော့မိသားစုပြိုကွဲခဲ့ရပြီးစိတ်ခံစားမှုကြောင့်အတကြီးသူတယောက်အဖြစ်ကြီးပြင်းလာခဲ့တဲ့ရွှေရုပ်ဆိုတဲ့မိန်းကလေးကို အချစ်လွန်ပြီးချုပ်ချယ်တတ်သူရှိန်းမင်းအဖြစ်အောင်ရင်းလင်းချစ်သူရှိန်းမင်းကိုချစ်လဲချစ်ကြောက်လဲကြောက်တယ်လို့အရွယ်လေးတိုက်တတ်သူရွှေရုပ်အဖြစ်တိမ်မွေ့တန်စဉ်ရွှေရုပ်ကိုတွေ့ပြီးချစ်မိသွားခဲ့ကပိုင်ရှင်မန်းတည်တော်လဲရွှေရုပ်ပျော်ရွှင်မှုကသာဦးစားပေးအလိုလိုက်ခဲ့တဲ့ဇေခက်အဖြစ်ရဲရင်တော်တို့ကတရုတ်ဆောင်ထားကြပြီး ရွှေရောင်ရှိန်မင်းနဲ့ဇေခတ်တို့၃ယောက်ကြားကအချက်တခုကိုဖန်တီးပုံဖော်ထားတဲ့ဇလန်တွဲတခုဖြစ်ပါတယ်။ဒီဇလန်တွဲကိုတော့မကြခင်မှာ Channel G ရုပ်တံလိုင်းမှာလည်းပြသသွားတော့မှာဖြစ်တဲ့အတွက်ပရိသတ်များကစောင့်မျှော်ကြည့်ရှုအားပေးနိုင်တော့မှာဖြစ်ပါတယ်။ ဒီနေ့စီစဉ်ကနေပြီးတော့ပရိသတ်တွေအတွက်မချစ်တင်သောမြန်မာရုပ်တံဇလန်းတွဲထဲမှာပါဝင်ပြီးတော့မှတရုပ်ဆောင်ထားကြတဲ့တရုပ်ဆောင်တွေနဲ့သူတို့ချစ်ရတဲ့ပရိသတ်တွေနဲ့တွေ့ဆုံတဲ့ပွဲအခမ်းအနားမြင်ကွင်းပေါ်ရီကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်စီစဉ်တွေမှာဆိုရင်လည်းရန်ကုန်မြို့ရင်းမှာကျင်းပပြုလုပ်တဲ့ပွဲအခမ်းအနားမြင်ကွင်းပေါ်ရီတွေကိုပရိသတ်တွေအတွက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီနေ့စီစဉ်ကိုကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ